ီနေ့ကတော့ re california ရောက်တုန်းကိုမောင်းသူမပါတဲ့ကားနဲ့တကယ်ချင်းအိမ်ကိုသွားခဲ့တာကို share လုပ်ပေးမှဖြစ်ပါတယ်အဲ့တော့ဒီနေ့အဲ့မှာကားကိုဘယ်လိုခေါ်ရလဲဆိုတော့ re application ကနေခေါ်လိုက်တာပေါ့နော် application သူ့ရဲ့ or waymo လို့ခေါ်တယ် waymo ဆိုပြီးတော့သူအဲ့ဒါလေးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့ခါကြတော့ redo အဲ့မှာဒီ application ကနေပဲပတ်စံနေပါတယ်ပေးလိုက်အောင်ပေါ့နော်ပေးလိုက်ပြီးတော့ခေါ်လိုက်တာနဲ့သူရောက်လာအောင်ရောက်လာပြီးတော့အမဒီဒီနေတဲ့နေရာရဲ့အရှိကိုလာပြီး pick up လုပ်တယ် pick up လုပ်လဲဘယ်သူမှမပါဘူးဒါပေမဲ့ကားရဲ့အပေါ်မှာတော့ဆော့ဆော့မြင်လိုက်တဲ့အတိုင်း loser ဆိုပြီးဘယ်သူရေးထားလဲတော့မသိဘူးအဲ့လိုရေးထားရပေါ့နော်အာရေးထားအဲ့လိုမျိုးမကြိုက်တာလည်းဖြစ်ဖြစ်မှာပေါ့နော် တို့နိုင်ငံကလူတွေတချို့တွေကအဲ့တော့အဲ့မှာရေးထားရေးထားပြီးတော့အဲ့ဒီကားလက်ကင်ဆိုလဲကားတကားကိုလည်းဘယ်လိုဖွင့်ရလဲဆိုတော့သူတို့ရဲ့ application နဲ့ဖွင့်ရတယ်ပေါ့နော်ဆိုတော့ application မှာ application ကိုယူယူပြီးတော့ကားရောက်ပြီလို့သူက notification ပို့တာ ਨੇ အဲ့နောက်ကိုတွားပြီးတော့အာကားတကားဖွင့်မှာဆိုတော့ခလုတ်ဖုန်းကနေပဲပေါ့နော်နှိပ်လိုက်ရမှာနှိပ်နှိပ်လိုက်လို့ရှိရင်အမှသူတို့ကတခါတယ်ကား automatically အလိုလိုပွင့်လာပေါ့နော်အပွင့်လာတော့ရေတို့အမှ ကောက်ဝတ်ထိုင်ထိုင်မိရတဲ့သူကအာဒီ safety ပေါ့နော်အာကိုယ့်ရဲ့ safety ဘလောက်ဟို safety အတွက်ကိုခပတ်ပတ်ဖို့ပြောတယ်ခပတ်မပတ်မချင်းမထွက်ဘူးခပတ်ပတ်ဖို့ပြောတယ်ပြီးတော့သူချက်ချင်းတမ်းမထွက်ဘူးပေါ့နော်ပြီးမှ re ခပတ်တွေပါပြီးဖတ်ပြီးမှ start a rise ဆိုပြီးတော့သူဆော့ဆော့ပါပြီး spray ကိုနှိပ်လိုက်တာနဲ့မှာစပြီးတော့ထွက်တယ်ပေါ့နော် um experience ကတော့အရင်ကောင်းပါတယ်အဲ့လိုမျိုးဘယ်လိုပြောရမလဲ comfortable အရင်ဖြစ်တယ်နောက်ပြီးတော့အဲ့လိုမျိုးဒီ စိတ်တချို့ကြလည်းကြောက်တယ်ပေါ့နော်စီရမအောင်ရရကြမကြောက်အဲ့လိုမျိုးကြိုက်တယ်ပြောတယ်တခါစကားပြောဖို့တခါကြိုက်ရင်တချို့ဒီအမေရိကန်မှာတချို့ Uber သမားတွေဆိုလို့ရှိရင်အဲ့လိုမျိုးတက္ကစီသမားပေါ့နော်ဘယ် application ဖြစ်ဖြစ်ခေါ်လို့ရှိရင် driver ပါရင်တခါလေးကြိုက်ရင်စကားအရင်ပြောရိကြကြတော့လို့စကားပြောရတာမကြိုက်ဘူးကားမောင်းနေလို့ရှိရင်အဲ့လိုဒီဒီဘဝဝင်ချူချီတာဖြစ်ဖြစ်တခြားနောက်ထောင်းတာဖြစ်ဖြစ်အဲ့လိုကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးကားမောင်း မောင်းနှုတ်မပါတဲ့ဟာကို CRE အတွက်ကိုအဆင်ပြေတယ်။ပြီးတော့ तू က safe လည်းဖြစ်တယ်ဗောနော်။ဒီသူတို့ကသူကအခု Bay Area တဝိုက်မှာပဲရာသေးတော့ဒီ Bay Area တဝိုက်ပဲ Chennai မြို့တွေတောင်မှအလောင်းမတွေ့ခဲ့ရအောင်။အမဟိုဟိုကိုယ်ဓာတ်တွေပါလေဆိုလဲလုံးဝ safe ဖြစ်တယ်ဗောနော်။ပြီးတော့လို mi point နေ mini ရက်တာလည်းလုံးဝတီးကြတယ်။ Sorry အဲ့ဟာကိုအရင်ကြိုက်ပါတယ်။အဲ့တော့ရေ explain လေးကိုချပေးကြပါအောင် sharing လောက်လုပ်တတ်ပါရှင်။ ီးတော့သူကကားပေါ်မှာလည်းအဲ့လိုမျိုးတခြင်းလေးဖွင့်ထားပေးတယ်။တခြင်းကိုကြိုက်တဲ့တခြင်းဖွင့်လို့မရမရတော့မသိဘူးပေါ့နော်။ဒီ cloud တီတော့ရှောက်မထီးပါနဲ့တော့ရေးထားတော့မင်းလည်းမထီးဘူးပေါ့နော်။သူဖွင့်ပေးတဲ့အဲ့လိုမျိုးတခြင်းဆိုတာအဲ့လိုမျိုးတီးလုံးလေးနဲ့ပဲညင်ညင်လေးစီးသွား။ ပြီးတော့သူကအဲ့လိုမျိုးအကိုရပါတယ်ဆိုလို့ရှိရင်လည်းလုံးဝငြိမ့်နေပေါ့နော်လုံးဝအကိုရလိုက်တာပဲအဲ့လိုမျိုးကိုရပြီးသတ်သူလို့ပြန်ဖြေတာဆိုလုံးဝလို့ပြောမလဲလူမောင်းနေရစီရတလို့ပဲပေါ့နော်အဲ့တော့လုံးဝစစ်ပြေပဲရောက်တော့မှာပေါ့เนาะရောက်ရင်လည်းသူက screen မှာရောက်ခန့်နေနှမင်းလို့ပြီး၃မိနစ်လို့ပြီးဆိုပြ ရောက်တော့တငယ်ချင်းအိမ်ရှိကိုသူကတက်တက်မရက်ဟိုတငယ်ချင်းအိမ်ရှိမှာကားနှစ်စီးသုံးစီးရက်ထားတော့သူအိမ်ရဲ့နှစ်အိမ်ကျော်ကားမရှိတဲ့နေရာကိုသွားရက်တယ်ပေါ့နော်သွားရက်ပြီးတော့အဲသူချက်ချင်းလည်းမထွက်ဘူးရီယာခလုတ်ကြီးပါကြီးသွားနှိမ်နေရငါမနှိမ်လို့လာပေါ့မဟုတ်သူကသူအဲ့လိုမျိုးစီးချက်မှဆိုးဆောင်ပေးတာထင်ပါတယ်အာပြီးတော့အဲဒီမှာထွက်သွားနှစ်မိနစ်လောက်နေမှာထွက်သွားပါတော့เนาะအဲ့တော့ရီရဲ့ experience ကတော့ဒီလောက်ပါပဲအရင်က အစစ်ပြေခဲ့ခရီးစဉ်ဖြစ်ပါတယ်။နည်းနည်းလေးတော့စီးပူကြည့်ရပါတော့နော်။အားလုံးကိုကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဘိုင်ဘိုင်။